ပတ်သက်လာလဲဘယ်လိုဆက်နေလဲဒီဒါရင်တော့ဘောရုံးတာနိုင်ယူဝင်းဆိုတာနိုင်ယူဝင်းရဲ့သူမျိုးသူကြောင်းဆရာမှာပေါ့နော်ဟောအဟုတ်ပြီသူတို့မင်္ဂလာဆောင်နှုန်းအတိုင်းဩစပြီးတော့ရင်းရင်းနီးနီးတိတာသူကငယ်ငယ်နော်အသားညူညူလေးနဲ့လှလှပပပိမ့်ပိမ့်တွဲတွဲချောချောလေးပေါ့နော်သူကကြရားလေးကိုသူကရေးတယ်သူကကြရားရေးတယ်ဆိုတော့လေပြောတယ်နော်အဲ့ဒီညွန်တော့တိုင်း စပြီးတော့အထူးသဖြင့်ပိုးတိကြတော့ပိုးခင်လာတော့သူ့အဖေဦးဆောင်ညာဟောဘာသာညာနော်ဒီမျိုးလေးသူကမြေတိုင်းစီရေးကြီးဟုတ်နော်အဲ့တော့သူတို့ခစ်သူတို့ခါကကာလာကမြေတိုင်းစီရေးကြီးဘုန်းကြီးဝင်ကခဏထိုင်လဲငကန်းပတ်ချင်ရွာလူကြီးကဆိုလို့ရှိရင်နော်အာဂျူကြဆူကြနော်ဂျူဂျူကြလေလိုက်လိုက်လဲလဲဝင်းပါအားရဟာတို့မြေတိုင်းစီလာပြီဆိုပြီးတော့ပီတိတွေဖြစ်ကြလေဝင်းပါကြလေနော်အဲ့လိုအခြေအနေအဲ့လိုအဲ့လို ဒီကဘာပေါ်ဒီနေတိုင်းစီးဒီနော်အများနေပြောဒါအကြီးညူလေးစားနေတဲ့ချင်းခါပေါ်ဒီနော်အဲ့ဒီလွန်တိုင်းကဘူနန်ယူဝေဟုတ်ဒီရတော့နန်ယူဝေလို့ပဲခေါ်တယ်သူနဲ့တွေ့နောက်သူကထနောင်းယူကစာပေဝိုင်းဆိုပြီးတော့သူကနော်ဟိုတခါငါကလှုပ်တော့မဟုတ်စိုက်လိုက်မှတ်တာလှုပ်လာစိုက်လိုက်မှတ်တာလှုပ်လာတဲ့ခါကျတော့ပို့ပြီးတော့ ရင်းနှီးလာရင်းနှီးလာပြီးသူကထဏောင်းရုံကိုစာပေဝိုင်းမှာနာကဆိုပြီးတော့သူဒီနောက်တက်ကြီးပူဇော်ဘိုးတွေစာပေပူဇော်ဘိုးတွေလည်းလောက်ပါလေနော်နောက်သူကစာပေဟောပြောဘိုးတွေဆိုလို့ရှိရင်လည်းနော်အဲသူနဲ့ထဏောင်းရုံရဲ့အဖွဲ့ကနော်အခုဆ iam မိုက်တော့ဒီခိုင်နုပေါ်လေနော်အဲကိုနိုင်ဦးဝီတို့နော်ကိုကြီးလည်းစသဖြင့်ပေါ့နော်သူတို့နဲ့တွေ့ပြီးတော့ဒီစာပေဟောပြောဘိုးတွေလောက်ခဲ့ ဇဗေဟောပြောပွဲတွေလုပ်ခဲ့နေရမှာလေအဓိကဇဗေသမားတွေမြန်မာဒီဒီလူငယ်တွေသိတဲ့သိထိုက်တဲ့ဇဗေဟောပြောပွဲဖြစ်ပေါ်လာပုံအကြောင်းကိုအကျယ်တဝင်းနဲ့ရှင်းရှင်းလင်းလင်းလေး ပြောခဲ့ပါလေစပီးဟိုလိုဖြစ်ပေါ်လာပုံလေးနော်အဲဒီဒီဝင်းရှာတို့နောက်နေကြီးတို့နောက်တကအောင်ပွဲစမ်းတို့စသဖြင့်နောက်ဂျေးရွာတွေဘာစားစစ်ဝါတွေပြီးဒီဟိုဟာကြောင်းသူကြောင်းသားလေးတွေပေါ့အဓိကထားပြီးတော့နော်ဟိုပြောဖို့နေလုပ်ခဲ့နောက်ဒီမှာလေဒီခြံောင်းရင်ဝန်စပီးဝိုင်းနေတယ်ဒီနေ့ဒီဒီလစ်လွန်လွန်နေပေါ့နော်တန်လွန်တော့အဲ့ဒီမှာလေခြံောင်းရင်ဝန်စပီးဝိုင်းမှာ တရင်တော့အတွေ့အကြုံနေမခွေးမှာစပေးဟောပြောဝဲနော်ဝင်းမြင့်တို့လောက်ခဲ့တော့သိရလောက်ခဲ့တာကြီးစပေးအကြောင်းမျိုးအများကြီးဟောပြောခဲ့တယ်နော်အဲ့ဒါပါပဲသူနဲ့ဟွာပြုတ်လာတာကောင်းပြီလေဟိုဦးပြန်လည်းအချိန်ကအောက်ရဖြစ်နေတော့ညနေပိုင်းပြန်ဆုံမယ်ဆိုနေထားရလို့လာတယ်ဒါတော့ဦးနဲ့လိုက်ခဲ့အောင်လေအဲကောင်းနေလည်းလိုက်ခဲ့ မျိုးလိုက်ခင်ဘူးမျိုးလိုက်ခင်ဘူးဟုတ်လားအဲ့တော့မဟုတ်တတ်တတ်ဒီလာပြီးတော့ပြန်လာခဲ့မယ်လေဆိုနော်မရှိနေမှလားရှိနေမှာပါမရှိနေမှာစောက်ပြန်လာခဲ့မယ်လေပေါ့မလားပြီးတော့ဆန်းသာပြီးတဲ့မှာဆုံးခံပြန်ဆက်မယ်အခုဘယ်ဟိုတခြားဘာပလိုကနေကြီးနေအချာတခြားကတော့ပြီးတော့တနောင်းရုပ်ပဲစာပေဝိုင်းရမော်လေဒီလိုမျိုးတိုင်းတွင်းမှာရှိရတဲ့စာပေသမားတွေစုစုပြီးတော့ဒီမှာစာပေဆွေးနွေးကြတယ်ကြပြာကျူးကြတယ် တော့ဒီစာပြေဟောပြောခွဲတွေမှာသူတခွားဟိုကျောင်းနေမှာပေါ့နေဟိုပေးသက်ရှိတာတော့ကျောင်းနေပဲရှိတာဟိုကျောင်းနေသွားပြီးကိုပိုင်းထဲတန်းကျောင်းနေတို့နောက်ကြတော့ပရာဟိတကျောင်းနေတို့ရွာတွေတို့အဲ့မှာသွားပြီးစာပြေဟောပြောခွဲတွေလောက်ခဲ့တာပါအဲ့လိုလုံးဝနေမှာကပဲနဲ့တော့နည်းနည်းရမှရှိတဲ့စာအုပ်တွေထုတ်ဝေတဲ့အခါမှာကျွန်တော်ရင်ဝင်စာပြေဝိုင်းနေပြီးမှဒီစာပြေသမားတွေကိုပြန်ပြီးဖြန့်ချိတဲ့လုပ်ငန်းတွေကိုလုပ်ပါတယ်အညာပဲဆိုလို့ရှိရင်ပြောညာစီတန်းမှာသွားပြီးစာအုပ်တွေရောင်းတယ်ရောင်းတဲ့အခါမှာလည်းရောင်းတာပဲစာအုပ်တွေယူရောင်းတာလေ စောင်းတရားတော့ကို့ဖွဲ့ရဲ့စောင်းတွေခုနဦးသိန်းရိုက်တော့ရိုက်ခဲ့တယ်အဲအဲ့ဒီစောင်းတွေပါဗျာကို့ဖွဲ့ရလည်းပါဖွဲ့သူဖွဲ့သားမောင်အကုန်လုံး190နဲ့မှ100ရှိတယ်ဗျာဟောဟောဖွဲ့ဝင်မှာ190ရှိရောက်တဲ့ကနေပြီးတော့မှစောင်းထုတ်ဝေတဲ့သူပေါင်းကတော့ဟိုဟာ165ရောက်လောက်ပဲရှိပါတယ်ဗျာအဲ165ရောက်ရှိရထဲမှာဒီတခြားရန်ကုန်တို့မန္တလေးတို့တခြားနေရာတွေမှာရောက်နေတဲ့နေရာကနေပြီးတော့မှလမ်းပို့တဲ့စောက်တွေရန်နေပြီးတော့မှဖြန့်ချီတာပေါ့ အဲ့လိုလဲတော့ဆောင်းကြီးတန်းချီလဲလုပ်ပါတယ်ဆိုတော့ဇောင်းဆိုင်ဒီမှာတင်ထားတဲ့ဇောင်းဒီထက်ဂျင်းတုံးတက်တာလေနောက်ကျတော့ဒယ်လီဘာကမပုံမဲနဲ့နောက်အင်ဒန်ယာရောက်ပို့နိုင်တဲ့အနေအထားမျိုးရတဲ့ခါကျတော့ဇောင်းတန်းချီတဲ့နေရာမှာလည်းဒေါ်လေးရှင်းပြပါဘာကိုမြန်ပြီပြောချင်တာကတော့ကိုနိုင်ယူဝေအခုဒီ program လေးတစ်ခုပေါ့ဒါတနောင်းရင်ငွေစာပြီးပိုင်း lift လင့်တာတော့ဦးစင်းတို့ဗုဒ္ဓကွန်ကြီးစာကြည့်တိုက်မှာလောက်သွားတာပါလေအဲ့ဒါဦးစင်းဗုဒ္ဓကွန်ကြီးထောင်းခဲ့တယ် ောက်ရှိတ်ကြံတယ်ရှိတ်ကြံတယ်အဲဆက်ဆက်မှုရှိလားအဲရှိတ်ကြံတယ်တော့ဆက်ဆက်မှုမရှိပါဘူးဒါရှိတ်ကြံတယ်မတိုင်ခင်ရတယ်တပြည့်တော့1996ခုနှစ်မှာစပြီးတော့ထနောင်းရင်ဝင်စပြီးဝင်ရဖြစ်ခဲ့တာဩ1996ခုနှစ်ဆိုတော့နှစ်ပေါင်း30ပြီးပြီဒါပဲနှစ်ဆိုရင်နှစ်ပေါင်း30ပြည့်သွားပြီပေါ့နော်နှစ်ပေါင်း30ပြည့်မှတ်တရဆောင်းလေးလည်းထုတ်ဖို့ကိုလည်းကိုယ်ဆောင်းမှုလေးစုထားတာရှိပါတယ်မဂ္ဂဇင်းပုံစံမျိုးလေးပေါ့လေမဂ္ဂဇင်းတို့ဂျာနယ်တို့ဆိုတာကတော့တိတ်ခဲမရှိတော့တဲ့ခါကျတော့ online စာပြီးအဲ online စာပြီးအနေနဲ့ကိုယ်ကပြန်ပြီးတော့ ဟိုကိုယ့်ရဲ့ဟို page မှာအများကိုင်နေတဲ့ page မှာဝင်ပြီးအတင်မယ်။နောက်ပြီး comment တွေလက်ခံပါဗျာ။ comment တွေတော့ share အောင်လက်ခံမယ်။အဲ့ပုံမှာစုပေးတာ။ဟုတ်ပါပြီ။ဟုတ်တယ်မလားနော်။အဲ့ပုံမှာကိုကအမှတ်တရလေးခစ်တစ်ခစ်ကိုပြောင်းယူမှာပေါ့။ဒီရင်တော့တော့ဆိုအေးစရာပါညာပေါ့။အဲ့လိုရေးတာအခုကြတော့မဟုတ်တော့ဘူးပေါ့။ share တဲ့သူဘယ်လောက်များလဲ။ဖတ်တဲ့လူရဲ့ comment ကဘယ်လောက်ရှိတယ်လဲ။သူတို့ရဲ့ဟိုတင်ပြပုံကအဲ့လိုမျိုးလုပ်ရင်တော့ကောင်းမယ်။အခုလဲကိုက page နဲ့ရှိပြီးသားတယ် lift ကရှိနေလေအဲ့တော့အဲ့အောက်မှာလဲစာပေတွေကိုအားလုံးအပိနိုင်မှာဆိုပြီးတော့လုပ်လို့ရတာလေသူ boarding page လို့ပေါ့အခု boarding page လို့အချင်းဆိုရင် boarding page လို့လုပ်အောင်ပါကောင်းပြီအဲ့ဒါဦးစင်းလဲဆုံးတော့သွားလိုက်ပါအောင်မယ်ပြီးရင်တော့ဒီမှာပြန်တွေ့ချင်ပါသေးတယ်အားလုံးအော်အေးအေးအော်ညဦးစင်းအဓိကရေးကြည့်တဲ့တစ်ချက်ပြန်သေးတယ်အေးဟုတ်လားလာတာ ်ကူလင်းလေဒီဒီစာပေရေးစားရမှာနော်ခေရန်ဘာသာနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ထုတ်ခဲ့တဲ့စာအုပ်တုံးရှိတယ်လေအဲ့ဒါလေးကတို့ရှင်းပြအားလုံးပေါင်းအဲဦးစင်းရေးခဲ့တဲ့စာအုပ်ပေါင်းရဲ့နှခမ်းတက်လိုက်ပါပြီဟုတ်ပြီဦးစင်းဘောရကိုရင်ဆရာတော်အနေနဲ့ဟုတ်ပါတယ်အဲလူဘွားစာရေးခဲ့တယ်လို့အဲဦးစင်းကဘာသာရေးစာပေအစုံရေးလိုက်ပါတယ်ခရီးယန်အစ္စလမ်ဟိန္ဒူအမှန်စာအုပ်စနအုပ်ထွက်ပါတယ်တကယ်တော့စောက်ကြီး6စောက်ကလေး 6ထပ်ထွက်တယ်။အနမွန်စနုအဲ့ဒီပဲမဟာသဒ္ဓမသောတိကပ္ပစာတို့နိုင်ငံတော်ကဥစ္စာဖြစ်တာပေါ့။ဝယ်ပေးတာပေါ့။ဝယ်ရအဲ့ဒါနဲ့အထောက်ပံ့ဆိုင်တယ်။သူကဘုန်းကြီးတစ်ပါးရဲ့တာနာပြုစာအုပ်လေ။ဥက္ကသပါဠိတစ်လုံးမှမပေါ်မဲ့တာနာပြုလိုက်တာလေ။တရွာလုံးကျွတ်တည်ဖြစ်ကုန်တာ။အဲ့ဒီစာအုပ်တည်းကဘုရားဘာသာကိုအများကြီးချင်းချင်းဖြစ်တယ်။ကမ္ဘာနိုင်ငံအကြီးအကဲဥစ္စာတွေကဥစဉ်ပြောလို့နေပြောလို့သာကိုကိုကိုစာရေးစရာဆို ဲ့နဲ့သွင်းတော့ရတယ်သိအောင်ဟုတ်တယ်မဟုတ်အဲ့ဒါဟုတ်ရေးခဲ့တယ်ငော်ပြီးစာရေးစရာအတင်လဲလုပ်ဖို့ကြိုးစားတယ်အဲ့မှလည်းဥစဉ်ဒါပေမဲ့ခုနတော့ခုနတကတော့ပြောတာနဲ့တူတယ်စာပေတစ္ဆာမရှိကြဘူးအနိုင်ကျင့်ရတယ်စာပေပုံမှန်မူတည်ပြီးတော့အချိန်ရှိရလူကနောက်ထပ်နိုးထအောင်မလုပ်ရနာအဲ့ဒါလေးပြောတာတက်တက်လေးပြောချင်ပါသေးတယ်အချိန်ရဆက်ပြောကြတာနော်ကျွန်တော်ဒီလာအခုတော့ဒါပါဒီမှာရွှေညာမျိုးရောင်းလေးပြောတာဟုတ်အေး သူသူနဲ့လည်းအေးတကယ်လာလာရောက်လာလာလာဆုံးသာတော့နောက်ချတယ်ဟေးဟေးမဟုတ်ပြန်လာခဲ့မယ်ဒီရောင်းလေးပြန်လာပါဦးဒီဒီခဏလေးရောစာပေဝိုင်းနဲ့ပတ်သက်ပြီးအဲ့ဘက်ပဲမိမအချာမေကွန်း nothing ဘာမှမပါဘူးဒါဆိုင်ဘာမှဟုတ်တယ်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 စီစဉ်သူ producer ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်စီစဉ်သူပြောပြောပြောအားလုံးတောင်းဝယ်ယူဘူးစင်ညာမင်းနဲ့ဒီတောင်းရင်ကလည်းဘလို့ချိန်တာလဲပြီးသားစုပါပဲစပွဲရပါ ရှင်ညာမီရဲ့အကို follower blog ရှိတယ်။ရှင်ညာမီကကျွန်တော်ဗီဒီယိုတော့ YouTube ပေါ့နော်။ရှင်ညာမီကဘောက်လောက်ရှိတယ်ဆို8,900လောက်ရှိတယ်။ channel ။ဦးစင်းအောင်သာတွေ့ဘူးလား။ရှင်အကဓမ္မ။တွေ့လို့တွေ့ဘူးပါလေ။ကောင်းပြီအေးစင်းမှာထပ်ပြောမယ်။နော်တွေ့ရတာဝမ်းသာပါရဲ့အားလုံးလည်းနှုတ်ဆက်ပါတယ်။အဲပြန်လာလို့ပြန် လက်ကမဲ့ပြန်လာကြောင်းဆော်ရေးအဖွဲ့ရေချက်နဲ့တန်တိတ်ချာညာတင်းငញ្ញန်းဟိုခြေခံ၍အမျိုးဘာသာတာနာတည်တိုင်းရေးအတွက်ကြိုးစားဆောင်ရွက်ပြီးနှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓတာနာတော်တိုးတက်စီပင်အောင်ဆောင်ရွက်ပြီးသုံးအမျိုးဘာသာတာနာတော်ခုထုံးလုပ်၍မိမိကောင်စားရေးအတွက်စော်ကားနှောက်ရက်ဖြည့်ဆည်းသူများကိုပေါ်ထုတ်တားဆီးကာကွယ်ပြီးလေးမိမိခန္ဓာအသက်မငဲ့ွက်ဖဲ နိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထောက်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ကွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားပြီးရွေချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေ